ဝေဒာလီပြီကကြီးသုံးပါကြာရောက်ဖြစ်ပေါ်လာတဲ့အခါဝေဒာလီကလက်ဆွေမင်းတွေကမြတ်စွာဘုရားကိုပြင်ညာတယ်ပြင်တဲ့အခါမှာရာဇဂျုံမျိုးကပင်မိသာရမင်းကြီးရှိအကူကြီးတောင်းပြီးတော့ရာဇဂျုံမျိုးဝင်လို့အကြောင်းမှာသတင်းသုံးနေတယ်မြတ်စွာဘုရားကိုသူတို့နိုင်ငံအရောက်ပြင်ညာတာဖြစ်တယ်မြတ်စွာဘုရား ဝေဒာလီကြွတဲ့အခမ်းအနားဟာလွန်ကြီးကျယ်ဝေဒာလီပြီမှာ ပထမကတ်ကြီး၃ပါးဆိုကတ်ဆိုတာတွေကအခုကမျိုးမျိုးပြောနေကြတာတယ်လီဖုန်းတွေကကတ်လဲကတ်ခေါ်နေကြတာပဲเนาะအင်္ဂလိပ်အခုဒီကတ်ကတော့ကပ်ပဆိုတဲ့အဓိပ္ပာယ်နေလားเนาะအင်္ဂလိပ်ကတ်ဆိုတဲ့စကားလုံးနဲ့မတူဘူးအဲ့ဒါကြတော့ဓာတ်တွေနဲ့တပ်ပြီးတော့ရေးတယ်ကပ်ပလို့ဆိုရဲလာတဲ့ကတ်ကြတော့ပတ်ဆောင်နဲ့တပ်ပြီးတော့ရေးရကပ်ပဆိုတာအချိန်ပိုင်းတစ်ခုလို့ဆိုလို့ ချိန်ပိုင်းတစ်ခုခဲအော်လို့ဒီဇက်စတာလို့ဆိုရသောငရင်ကြီးလှုပ်သွားလို့ပျက်စီးဆုံးရှုံးသွားတဲ့အချိန်ပိုင်းတစ်ခုမိုးကောင်းရေရှားပြည့်ပြီးလူတွေဒုက္ခရောက်နေတဲ့အချိန်ပိုင်းတစ်ခုစစ်မဲ့ဖြစ်ပွားပြီးတော့ဒီစစ်ပွေးဒုက္ခတွေကြီးပြေးလွှားပြီးပုန်းခုန်နေရတဲ့အချိန်ပိုင်းတစ်ခုဒီလိုဆိုလိုတာကပ္ပရဲ့အဓိပ္ပာယ်ကအဲ့ဒါကချီသုံးပါဆိုတာအဲ့ဒီအချိန်ပိုင်းကြီးသုံးခုလို့ဆိုလိုတယ်တစ်ခုနဲ့ဆက်ဆက်ပြီးတော့ ဘယ်အစတုံးလို့ဆိုဝေဒာလီပြည်မိုးခေါင်တာအစမိုးခေါင်တဲ့အခါကျတော့ဒုက္ခတွန်းကရိတ်ခါတွေကိုပုတ်ဒီပို့ပို့ရတယ်လွယ်ကူမှုမရှိဘူးရှင်ဆိုတာလည်းပဲဆင်းရင်မြင်းရဲ့လဲရင်တော့ပဲရှိတာဝိလန်တဲ့ဒေတာတွေကိုရောက်အောင်ပို့ဖို့ဆိုတာဂဏိခိလို့မလွယ်ဘူးပေါ့နော်ဂဏိခိကတော့တော်ရော့အရာတွေကိုလင်းလင်းမြန်မြန်ရိတ်ခါတွေထောက်ပံ့တဲ့အလုပ်တွေလုပ်နိုင်လာအဲ့ဒီခိတွန်းက ဒီသိပ်ပြီးတော့အလွန်ကြီးမဝေးတော့လေသွားရေးလိုက်လွယ်ကူမှုမရှိသေးတဲ့ကြောင့်တဏှာငတ်နေလို့ရှိရင် နောက်တဏှာဖြည့်ရှင်းပေးနိုင်မှုအလွန်ခက်တယ်အဲတော့ဝေဒာလိပြီမှာပထမမိုးခေါင်လိုက်တာကြွကြွကြောင်းမက်ဆရာကောင်းမိုးကဖြစ်ခေါင်လိုက်တဲ့အခါကျတော့စဘာတိနတ်နေစိုက်ပြရမယ့်အချိန်စိုက်ပြလို့မရအဲ့တော့ရှင်းတော့မလို့ ဒီကမထွက်ရင်ဟိုကဒီကအယောင်းဝယ်ဆိုတာလေများစွာမရှိကြဘူးကိုစားဖို့ပဲကိုစိုက်ကြတာဖြစ်နေဖြစ်နေတော့ဝေဒာလီရဲ့လူဥယေနဲ့ဝေဒာလီမှာမိုးခေါင်သည့်အတွက်ကြောင့်စိုက်ရမယ်လေပြီလေဒီကစိုက်လဲသမျှတွေရတယ်အကုန်လုံးရေမရလို့ညှိုးချောက်ပြီးပျက်စီးသွားမျိုးစွားတွေဆုံးရှုံးသွားကြအဲ့ဒီလိုမျိုးစွားတွေဆုံးရှုံးသွားကြတော့လူတွေရဲ့ လူအများစုမှာရိတ်ခါတူလောင်ထားတာမရှိကြဘူး။မရှိတော့တော်တော်စာဝတ်နေဒုက္ခရောက်လာကြတယ်။မစားရတဲ့လူတွေများလာ။ရတိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေကလည်းဖြည့်ရှင်းမပေးနိုင်ဘူးသူတို့ဒါတွေကို။စံတပါမရတဲ့အခါကျတော့စာဝတ်နေဒုက္ခတွေရောက်ပြီ။မိုးခေါင်တာကိုကြောင်းပြုတ်ပြီးတော့အစာရေစားငတ်မို့ခေါင်းမတဲ့ လူတွေကဝါလဲအောင်မစားရဘူးမစားရရင်မကောင်းဘူးနောက်ဆုံးအာရတ္တတွေချွတ်တဲ့ပြီပိန်လီပြီယောဂဝိရဏတွေကဖြစ်လာတယ်အဲ့တော့ပထမကငတ်မှုခေါင်းမခြင်းလို့ခေါ်တယ်ဒုဗ္ဗိခန္ဓာကဒုဗ္ဗိခါစာဗိခါဆိုတာအစာရေစာဒုစာမပြည့်စုံတာအစာရေစာမပြည့်မစုံဖြစ်လာတဲ့အခါမှာလူတွေရဲ့သဘာဝအတိုင်း ဝါအောင်မစားရဘူးကျမအောင်မစားရဘူးအာရဒပြေဝါအောင်မရဘူးဆိုတဲ့အခါမှာဝင်လာတော့ဆိုယောဂဝင်လာငတ်မွတ်တဲ့ပိုင်းခြားကြီးကိုဒုပိတ်ခန္ဓာကလို့ခေါ်တယ်အဲ့ဒီအခက်တွင်းမှာထပ်ဆင့်ပြီးတော့ဒီယေနစ်သူကိုဝါကူ၍နှိပ်တယ်လို့ဆိုတာဘာဖြစ်လာတော့ဆိုစာရေးစာမစားရတော့ငတ်မွတ်ခေါင်းမလာပြီယောဂါတွေဖြစ်လာ အဲ့တော့ယောဂဖြစ်ပေါ်လာတဲ့အခါလူတွေဟာတည်တည်ဆုံးလာကြတယ်။စာရေးစာပြက်လက်မှုပဲဆက်သွယ်ပြီးတော့အဲ့ဒီယောဂဝေဒနာတွေဖြစ်လာတာရောဂန္တရကလို့ခေါ်တယ်။နော်ယောဂဖြစ်နေတဲ့အချိန်ပဲ။အဲ့ဒီယောဂတွေဖြစ်လာတဲ့အခါလူတွေကတည်ခဏခဏတည်ကြတော့လူတွေအတည်များတဲ့အခါကျတော့ဘာတွေဖြစ်တုံဆိုရင်လောကမှာကြံ့ကြံ့ထန်းထန်းနဲ့ လူတွေကမမြင်ရတော့လည်းပဲလူတွေကိုနှိပ်စက်ခြင်းနဲ့တရေတဲ့ဘက်ဆိုတဲ့အကောင်းတွေကလည်းရှိတာနော်တရေတဲ့ဘက်ဆိုတဲ့အကောင်းတွေကရှိဘလူတွေတရေတဲ့ဘက်တွေကလူတွေလက်လက်ဆက်ဆက်သိဆုံးလာကြတဲ့အခါသူတွေသူတို့ကလူတွေအလောင်းတွေကိုမှီပြုတ်ပြီးတော့မြို့ထဲရွာထဲထိအောင်ရောက်လာပြီးယောဂဖြစ်အောင်သူတို့ကဖန်တီးလာကြတယ်ဖန်တီးလာကြတယ် အဲ့ဒါကိုအမနုဿန္တရကလူမဟုတ်သူတို့ရဲ့ဒုက္ခပေးတာအဲ့ဒါကိုဝေဒာလိပြည်မှာကကြီသုံးပါလို့ပြောတာနော်ခုခေပြောတဲ့တလီနောတို့ဒီဒီတို့ဥရဒုတို့ပြောတာမဟုတ်ဘူးအဲ့ဒီကကြီသုံးပါကိုပြောတာမဟုတ်ဘူးနော်အဲ့ဒီမှာဒီအချိန်ပိုင်းကြီးသုံးမှုဟာဆက်ဆက်ပြီးတော့ဖြစ် ငတ်မထာကိုအကြောင်းပြုယောဂဖြစ်ယောဂဖြစ်ပြီးလူတွေတည်ကြတာကိုအကြောင်းပြုပြီးတော့တရေတဲ့ဘက်ဒီကောင်တွေကလူတွေမှာဝင်ပူးကပ်ပြီးတော့နှိမ့်ဆက်လာတဲ့အခါလူတွေဟာပို့ပြီးတော့တည်ဆုံးလာကြတယ်ဒါတွေကင်းပြောင်းအောင်လုပ်ဖို့ရအလွန်ခက်ခဲလာအလွန်ခက်ခဲတော့အာကိုရလိုက်ရှာတော့ရဟန်းတော်မှကြွလာလို့ရှိရင်ဒီဘေးဟန်အနေတွေကငြိမ့်သွားတယ်လို့ယုံကြည်ကြတယ် ဘုရားဘာသာဖြစ်လို့ပြင်တာတော့မဟုတ်ဘူးဒီယုံကြည်ချက်နဲ့သူတို့ထုတ်နီလန်းအတိုင်းလောက်ကြတော့လဲပဲဒီမပြောက်ဘူးအဲ့ဒီကတ်ဆိုးကြီးကမလွတ်ဘူးမလွတ်တာနဲ့လူတွေကအလုံးများစွာသိဆုံးကုန်ကြတယ်ခါဝေဒာလီမီကြီးဟာ6ကပ်ပြီးတော့ကိုလူတွေဟာစိုးရိမ်ထိတ်လန့်တစ်ချိန်တုန်းကဗမာပြည်မှာလဲဒီ ဒုတိယကမ္ဘာစစ်ကြီးပြီးလို့ဂျပန်နေနဲ့အမေရိကန်ပြောင်းဝင်လာအင်္ဂလန်ကအင်္ဂလိပ်တွေပြောင်းဝင်လာပြီးဂျပန်တွေတိုက်ထုတ်ပြီးတဲ့နောက်ပိုင်းအချိန်လေးမှာမဖြစ်တယ်ဆိုပလေယောဂါဆိုဖြစ်တယ်။နော်။မိလိုက်တဲ့လူတွေလည်းသိမယ်။မမိလိုက်စားရဖတ်ဖူးရင်လည်းသိကြတယ်။ရွာလုံးချပျက်စီးတာတွေရှိတယ်။ရွာပြင်ထွက်ရတာတို့ရှောင်းတိန်သွားကြတာတို့အဲ့လိုပလေယောဂါတွေမှာပါသွားတဲ့ပုဂ္ဂိုလ်တွေလည်းတော်တော်များများရှိတယ်။ ဘုန်းကြီးတို့သာသနာဘက်ကဆိုလို့ရှင်စာပေချင်းကလွန်တက်တယ်လို့ဒီကနေ့ခေတ္တအောင်မယ်နာမည်ကြီးတဲ့အဗျာရမရွှေကူတိုက်မန္တလေးမြို့51လမ်းကအဗျာရမရွှေကူတိုက်ဆရာတော်ဘုရားကြီးဆိုပလိယောဂရဲ့ပါပါတယ်ပလိယောဂဖြစ်ပြီးပြန်တော့တက်တော်60ပါဝင်ကျန်တော့မဒမ္မဆုံးရှုံးတယ်အဲ့တော့ဗမာပြည်မှာလဲပလိယောဂဖြစ်လို့တယ်ဆိုပြီးတော်ရရတွေ ဝေးလံတဲ့ယက်ဒီသွားစာတင်လိုက်ဒီစာမတင်ရဘူးအဲ့လိုအခြေအနေမျိုးတွေဖြစ်ခဲ့ဖြစ်ခဲ့ဘူးတွေပေါ့ပြိတ်တွေရွတ်တယ်မရဘူးအဲ့ဒီတော့ကနဝေမရွှေချင်းသာသနာပိုင်ဆန်ခင်းဆရာတော်ကြီးဆိုတာဒနုပြုနားကဒနုပြုဒနုပြုတစ်ဖက်ကန်းကဆန်ခင်းရွာဆိုတာရှိတယ်အဲ့ဒီဆန်ခင်းရွာမှာလဲလူတွေပြိယောဂါဖြစ်တယ်ပြိယောဂါဖြစ်တဲ့အိမ်နဲ့တိမ်စင်ပြိယော ရှေ့ကရွတ်သွားနောက်ကသေးအဲ့ဒီလူတွေဖြစ်လာတော့ဆရာတော်ကြီးကနောက်ပိုင်းကျတော့ဘာတတိယတော့ဆိုအထာဏမေတ္တကဒီသစ္စာစကားလေးထည့်ပြီးတော့ရွတ်လိုက်တဲ့အခါအဲ့ဒီကစပြီးတော့ပရိရွတ်တဲ့အခါမှာအောင်မြင်သွားတယ်လို့ဒီလိုမှတ်တမ်းရှိတယ်။ဒါကြောင့်မလို့အထာဏမေတ္တကာရလေးကိုထည့်ရောပါဒီလိုဆိုတော့သစ္စာစကားကိုထည့်ပြီးတော့ရွတ်တယ်။အဲ့ကြတော့မှပလေရော ပြေယောဂကိုတားဆီးနိုင်ပြီးရပ်တန့်သွားတယ်အဲ့ဒီတဏိပြုနာဆန်ကင်းဆိုတာခဏိတိပြောစမှာရှိတော့မယ်เนาะဆရာတော်ကြီးတက်တော်ထင်ရှားရှိတော့အထနာမီတာဒီသစ္စာစကားကိုသူစီလာတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းစာရွက်လေးတွေဝေပေးတယ်ရအောင်ချက်ခိုင်းတယ်ဒီလိုလုပ်တယ်ဆရာတော်ကြီးသူကိုယ်တိုင်အကျိုးရှိရှိ သုံးပြခဲ့တာမို့ဒါသစ္စာ စွမ်းအားနေနဲ့အမြဲတမ်းကောင်းတယ်လို့ဆိုပြီးတော့အဲဒီကောင်သိခဲ့ရ